ညာအခုပွဲကိုစလိုက်ပါမယ်နော်ပို focus လုပ်ပြီးစောမယ်တဲ့ okay chest တိုက်တယ်ရှိတယ်တိုက်တယ်မရှိပါဘူး reading တော့ရှိပါတယ် reading ကအဲ federator ဆိုရင်1862လားမသိဘူး okay ပွဲရှာလိုက်ပြီပေါ့နော်နောက်ပြီလားအဲ့နဲ့၄တုံးနဲ့နဲ့ခွန်8 okay ကြာနိုင်လို့ရှိရင်ဟိုတက်မယ်ကြာ fresh နဲ့ပဲကစားမယ်ပေါ့နော်အဲကုမယ်နော်ဟုတ်ပြီလားကုမယ်ကုမယ်ကုမယ်အားကိုရမယ် အဲဒီမှာကကျတော့ကျွန်တော်ထင်တာတော့ nice C3 လာတယ်ပေါ့နော် nice C3 မှာအဲပုံမှန်တက် D4 ပဲတက်ချင်တယ်ဆိုတော့တက်လို့တော့ရတယ်ပေါ့နော် D4 တက်ပြီးတော့တွန်းလိုက်က E2 တော့မယ်ပြ E2 တော့တဲ့အခါကျ C5 ဒီဘက်တက်လို့တော့ရတယ်အဲ့လိုကစားကျင်တယ်ဆိုလည်းကစားလို့တော့ရတယ်။မြန်မာကစားပဲနဲ့ပြ Night F6 တွေပါခုံလီကစားမယ်ဆိုလို့ဆိုတော့ E5 လာမယ်။ Night F7 ပဲခုံလိုက်မယ်ပြ။ E5 တက်လို့ဆိုရင်ကျွန်တော် Night ကို D7 သွားမယ်။ပြီးကျ C5 နဲ့အာတို့ရ D4 လေးကိုပြန်ပြီးဖြတ်မယ်ပေါ့။အဲဒီလိုလေးပဲယူလိုက်ပြီ။ Okay နတ်ဒီ7ပါနော်နတ်ဒီ7 engine နဲ့ကိုဝေးပါမလို့ပါနဲ့မလို့ engine နဲ့ကိုဝေးပါတော့ okay ဟုတ်ပြီအဲ့ဒါကြာဒီမှာကကြာတော့မလို့လို့ရရကြာဒီဒီကောင်ကြီးကိုစားလို့ရရစားတယ်ပစ်ချောင်းနဲ့ကြိတ်တိုင်းပဲဗျာပြီးရင်ဒီ C E5 ဒီကတော့သူရဲ့ weak လေးတစ်ခုတော့ဖြစ်သွားမယ်ကျွန်တော် light type E5 ကိုဒါရှိမယ်ဒါရှိမယ်သူကလည်း9 B5 တွေပါတော့လာတော့လာနိုင်တယ်အဲ့လောကျပါလို့မလဲပစ်ချောင်းအဖိုးတဲ့ပစ်ချောင်းအဖိုးက အာကျွန်တော်ဒီမှာဟိုကတော့လုံးလို့ရရကွင်းစီ7တော့လက်ရှိသွားလို့ရရတယ်။ဒါပေမဲ့ကွင်းစီ7သွားတော့ night b5 လာမှာ night b5 လာပြီးတော့မောင်းမယ်ပေါ့။မင်းတို့ e5 လေးကနည်းနည်းလေးတော့ပြဿနာတော့တက်နေပါတော့။အဲအဲ့ကောင် we.we အဲ a6 တက်လိုက်လို့ရှိရင်အဖြစ်မလဲပေါ့။ ACES လေးရင်တက်ထားလိုက်မယ်ဗျာ ACES တက်တဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ဒီမှာနောက်လက်ကျရင် Quincy 7နဲ့လာနိုင်တယ်အဲ့ဒါဆိုကျွန်တော်ဒီမှာကြည့်ကျန်ပြပြ structure ပြပြမယ် structure ရပြောရမယ်ဆိုလို့ဆိုရင် affiliate ဒီ live square bishop ဒီအရန်ကောင်းတယ်အဲအဲ့အဲ့ bishop ကိုကျွန်တော်လဲကစားရမယ်အဲကျွန်တော်ရဲ့ light square bishop ဒီလုံးဝအဲပိတ်မိနေရဆိုတော့ဒီကောင်းမကောင်းဒါပေမဲ့ကျွန်တော်ဒီ bishop ကိုလဲဖို့အတွက်ကျွန်တော် knight b4 လေးသွားလိုက်မယ်ဗျာဒါလဲကသူကတော့ရှောင်းမှာပဲ bishop ကြီးသူရှောင်းမှာသူတော့ကောင်းမယ်မရှောင်းမဲနဲ့အလဲခံရရင်တော့မကောင်းဘူးပေါ့နော်အဲဒါ ဘသူရဲ့ good shot တကောင်လဲခံရတယ်ဆိုရင်တော့တခုတော့ရှိရဲ့အာဘယ်လိုရှိနိုင်လဲဆိုတော့အာ daily wire လို့ဆိုရင်သူက default ပါ light ချိန်လို့ဆိုရင်တော့ပုံလေးကပြန်ပြီးတော့အာ weak မဖြစ်တော့ဘူးပေါ့နော်အဲ့ဒါအဲ့ဒါမျိုးတော့ရှိအဲ့တစ်ချက်တော့ရှိရောရှိရဲ့ဒါပေမဲ့လေဒီ big shot လဲရတယ်ဆိုရင်တန်တယ်လို့ပြောရရတယ်အစားပေးလိုက်မယ်ဗျာနော်ဒီကောင်ဒီကောင်မဝင်ခင်စားပေးလိုက်မယ်ဒီချက်ရှင်းပေးလိုက်မယ် အာဘယ်ချက်ရှင်းပေးရချင်းမှာသူက queen ကဒီလိုလာတဲ့အဲလောလောဆယ်မှာဆိုရင်တော့ကျွန်တော်တို့အဲဒီ position ကအဲကျွန်တော် castling ကမလုပ်ပေးနေသေးလဲရတော့ရသေးရပေါ့နော်အဲဘာကြောင့်လဲဆိုတော့အဲဘာကြောင့်လဲဆိုတော့ center close ဖြစ်နေသေးရကျွန်တော် castling လောက်လာချင်းဒီဘက်ကိုပြုံမိလိုက်လာမှာတကောင်ရအဲကြောင့် blood b5 flavor တက်ထားလိုက် b5 တက်ထားလိုက်မယ်အဲ b5 တက်တဲ့ယူရကြက b4 ပဲတက်ပြီးပဲ shot က b7 ဒီဘက်ထွက်လို့ရတယ်ပေါ့ လိုက်မှာကျုံနေပြီဟုတ်တယ်ကျုံနေပြီအာတကယ်ကြီးလုံနေပြီတကယ်ကြီးစားကုန်ပြီစားဗျာဘာဖြစ်လို့လဲအီးစစ်တဲ့စားပြီဗျာအကုန်စားပြီသူကချက်မယ်တဲ့ โอเคနည်းနည်းလေးတော့အနေရတော့များတယ်ဗောနော်တကယ်နည်းနည်းမို့တော်တော်များတယ်အနေရနောက်တော့ let's go တဲ့ကူကြမလားဦးကြမလားဦးရတော့မယ်ကဲဆိုလဲမလောက်ထားတဲ့အကျိုးကျေးဇူးတွေပေါ့နော်ခန်းစားနေရပါပြီသူက queen d5 တွေပါစားမယ်ထင်တယ်အာဒါကြမ်းမယ် 啊，别说 G5 了，啊，一路尼亚得没得，派一路尼亚嘞，派一路尼亚嘞一路，那里慷慨怀沃呢，水果地啊，啊，这他妈那反射性从来没说诶，没说的，米阿嘞呀。 တရက်တွေများသွားတယ်ဘာကောင်းလို့ကောင်းလဲတော့မသိတော့ကွန်စီဆေဗန်လို့လို့ဆိုရင်သူဘာလုပ်မှာလဲဆိုတော့အဲသူက ဓာရီပါရီလာဖို့များတယ်ဗျဓာရီပါရီလာမှာပေါ့နော်ကျွန်တော်အထင်တော့အာ rook d1 တွေပါလာမှာဒါပဲရှိရမှာပဲကျွန်တော်ကဒါပဲရှိရမှာပဲဒါမှကောင်းမယ်ထင်တာပဲไลฟ์มาโรดูมาซ้อบาเน่โอเคบ่าวผิดบ่าวจังชงได้บ่าวผิดอีซีควีน5เนี่ยฉะเดไนน์เนสอไนกา အာရှုံးပြီရှုံးပြီရှုံးပြီအမေရဒါအနေများပါကြီးဗျနိုင်ကလို့ဆိုရင်နိုင်ကလို့ဆိုရင်တော့ဘယ်ချက်တဲ့စားပဲရဆက်နဲ့စားဆက်နဲ့စားလို့ဆိုရင်တော့ root နဲ့ပြန်စားပါတော့နော်အဲ bonus ဆာ root နဲ့ပြန်စား ပြန်စားပြီးရင်ကင်းလာမယ်ဆိုတော့ဆိုရင်အာရုတ်လာမှာလားမကောင်းဘူးရတာကြီးอ่ะပြေးလို့လည်းမကောင်းဘူးเนาะကျွန်တော်ဒီမှာစဉ်းစားပြေးလို့လည်းမကောင်းကင်းကြည်ရိတ်သွားမယ်ဆိုရင်အဲကင်းကြည်တော့လို့ဆိုရင်သူက queen d5 ဒီပါစားလို့ရတယ် d5 စားလို့ရတယ်အဲ့ဒါကြီးက risk များတာကြည့်ရမယ်ဒါမရတော့ဘူးဗျာကျွန်တော် position မရတော့ position ဟိုဘာဖြစ်သွားကြီးပြတ်သွားကြီးပေါ့နော် position မကောင်းတော့ဇနိုက်ဒီကိုသွားလို့ဆိုရင်မစ်ရှင်နဲ့စားပေါ့မစ်ရှင်နဲ့စားပြန်စားရုပ်နဲ့စားအဲဘရုတ်နဲ့စားပြီးတော့လဲဆိုရင်တကင်းဒီကိုလာလို့ဆိုရင်လည်းဒီဘက်ပြေးတဲ့တိမ်မှာဟိုဘက်ပြေးတဲ့တိမ်မှာပေါ့နော်ဘယ်ပြေးပြေးတိမ်မှာအပေါက်ဖြစ်နေโอเคနည်းနည်းတော့ try ကြည့်မယ်ဗျာโอเค night night ပဲခေါင်းအောင်ပါပဲဥပမာလုံးလို့မရဘူးပေါ့နော်ပြီးမှပြန်ပြရမယ် တော့ဒီလိုရင်စားဘယ်ဆုံးနဲ့စားမှာထင်တာပဲအဲ့ဒီလိုစားတာကြီးကဒါကောင်းလို့လားအဲ့ကျတော့ဒီမှာကင်းလေးဒီကိုတက်ကပ်လိုက်လို့ရှင်ဒီပါလို့မလား ကင်းမဲ့ကဲ့မယ်ပေါ့နော်ကင်းမဲ့ကဲ့မယ်ထင်တယ်ကျွန် check နာအကင်းကဲ့လိုက်မယ်နည်းနည်းနောက်ကြပါဘူးကျွန်တော်တွေးထားတာဟိုလိုတွေးထားတာတော်ဒီလိုကြီးစားလိုက်တာနည်းနည်းတော့ surprise တစ်ခုတော့ဖြစ်သွားတယ် rook နဲ့ bishop နဲ့ရင်စားရင်မှာ rook နဲ့စားရင်နိုင်မီချင်းမဟုတ်ဘူးလားတပီးမှတွက်ကြည့်မယ်ပေါ့နော်ဒီကောင် bishop ပြ တတွေးရနဲ့အဲ့ရကြီးကသူ့ဟာဒီနေသားမှာပြန်ကြည့်မယ်သူဖာဆက်လုံးมาလဲပေါ့အဲခတ်တော့ခတ်တယ်နော်တဲ့ရိုးရိုးရှင်းရှင်းလေးခုနကဘေးရှောင်းနဲ့စားတိုင်းပြီးနေမဟုတ်ဘူးလားဒီမှာじゃတော့ rook တွေဘာတွေပြန်ခေါ်มาလားဗော။ rook ခေါ်လို့ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးအဲ bishop D7 နေပါတယ်ထွက်လို့ရတယ်ပေါ့ပြီးတော့ D7 နေပါတယ်ထွက်လာလို့ဆိုရင်အဆင်ပြေမယ်ထင်တယ် Open Fire နဲ့ရလာလို့ Open Fire နဲ့ဘယ်လိုမျိုးလဲကဲလောက်ပါအောင်အကြံဉာဏ်လေးပေးပါအောင်လောက်ပါအောင်ပြရမှာဒီဘက်ပြန်ပြီးသုံးတက်မယ်ပေါ့နော်ကျွန်တော် ကျွန်တော်ကအခုနကဟောမှာဘီရှပ်နဲ့တော်ဘီရှပ်နဲ့စားစင်ကျွန်တော်သူတို့ကိုဘီရှပ်နဲ့ပြန်စားအဲကျွန်တော်အိုက်ကပြီးရောက်မှပြန်ကြည့်မယ်ဘီရှပ်နဲ့စားလို့ရရပြီးရင်အဲ night ပြန်သွားရတဲ့ really အဲ့ဒါဆိုရင် အဲ့နိုင်ကဘာလို့ရှင်းတာလဲအဲ့တကယ်ကြီးလားကျွန်တော်စဉ်းစားမိတဲ့ဟာကအဲခဏလေးကျွန်တော်တစ်ချက်ရနေတော့နေနေတယ်ဗောနော်ကွင်းကြီးဆိုင်မယ်ဆိုရင်ဒီဘာလို့မလဲကွင်းကြီးဆိုင်လိုက်လို့ရတယ်နော်ကွင်းကြီးလဲလိုက်လို့ရှိရင်ကျွန်တော်နိုင်ပြီ ကွင်းချင်းဆိုင်မယ်ဆိုရင်သူက DLR လို့လည်းမရဒီမှာကျွန်တော် Made in Channel အောက်မှာ Made in Channel ပေါ့နော်ကွင်းချင်းလဲလို့တူတူမရဘူးကျွန်တော်လို့တော့မြင်တာပဲဆိုင်ပြရှုပ်တယ်ဘာမှမရှိနော်ဘာမှမရှိနော်ဘာမှမရှိလို့တော့မြင်တယ်โอเคဆိုင်လိုက်ပြီအောက်ကချက်ကျွန်တော်ပေါ်တက်ပြီးမယ် လိုက်ပစ်ချက်ထွက်ရမှာလိုက်ပစ်ချက်ဆိုထွက်ချင်တယ်ထွက်ထွက်ထွက်ချင်တယ်ဒါပေမဲ့ဟိုကွင်းချင်းအရင်ရှင်းလိုက်တာပိုကောင်းမယ်လို့မြင်လို့ပေါ့နော်ဒီကွင်းမရှိတော့ဆိုရင်လက်ရှိမှာကျ plus 3ပြလာတော့နိုင်သွားမှာ piece အရာတကောင်တာသွားမယ်ပေါ့သူဘာလုပ်နေကြတယ်တော့မသိ no no see long time brother အာဒီလိုထင်တော့ထင်ပါတယ်ဒီလိုလေးလုပ်မယ်လို့တော့ထင်တော့ထင်လိုက်ပါတယ် ဒါဆိုဟိုပါလောက်လိုက်လို့ရတယ်ကျွန်တော်အဲအကုန်အကုန်အကုန်ဟိုပါလောက်လိုက်လို့ရရှင်းမလိုက်ပြအ21ကစား Okay အဲ့လိုကစားလို့ရတယ်စားဗျာဒါစားဗျာဒါစားရင်တော့ဒါနဲ့ပြန်စားဘေးချက် DC နေအဲဘေးချက် DC မှာပြန်နေအာဒီတော့ D root ကိုစားဗျာ D root ကိုစားဆက်ဘေးချက်ကထွက်ဘေးချက်နဲ့ဟိုကနေထွက်လို့ဆိုရင်ရပြီလေအဲ့ဒါဆိုအရင်ပြီးသွားပြီနော်စားပလိုက်တော့ဗျာ ဒီကောင်ပြန်ပေးလိုက်ဗျာဒါမရှုံးတော့ဘူးဗျဒါမရှုံးတော့ဘူးလို့တော့ထင်တယ်ဗောနော်ရွှေချော်လေးထွက်ထားလိုက်အဲချက်ခွင့်မပေးတော့ဘူးဗောနော်ကျွန်တော်ဒီမှာ rook တွေပါလေရပါပြီဆိုတော့ပြန်ကြကင်း app 7နဲ့တက်လို့ရပါပြီ စားပြီးတော့ king of 7တက်လိုက်မယ်ဆိုရင်အ routine sign လေးလွတ်ထွက်ရတယ်အဲလဲလိုက်လို့ဆိုရင်တစားလို့မရဘူးဗျာရှင်းမလိုက်တော့တစ်ခါရှင်းလိုက်တော့မယ်ဘယ်ချက်ကောင်အတာနဲ့ထိုးလိုက်မယ်ပေါ့နော် 呃，我呀，我没去过你哪里啊？看你丢马去玩，大玉妹。အဲ့ဒါသူကလောက်ကွက်မရှိတော့အောက်မှာ maiden ကြံတော့ d5 ကိုလည်းစားလို့မရဘူးเนาะအဲ့မဲ့ခုနသူကနိုင်ရမှာဗျကျွန်တော်မြင်တော့ဆိုလို့ရှိရင်လေသူကပို့ပြီးလောက်ကွက်များနေရပြီးတော့မှအိုက်ပွဲပြန်ပြီးသုံးသက်ကြည့်မယ်ဗျာ ဒါဆိုရင်တော့ရှင်းလိုက်ပေါ့ဗျာဒါတော့ရှင်းလိုက်တော့အဲ9မိနစ်ခွဲနဲ့အနိုင်ထိုးအောင်ပေါ့နော်9မိနစ်ခွဲအနိုင်ထိုးလို့ရပါတယ်ပြီးကျွန်တော် H5 ပြည့်တက်ထားလိုက်မယ် ပိတ်ထားလို့ရတယ်သူပေါင်းတွေကိုဟိုပါလောက်လိုက်လို့ရတယ်ဒီမှာကျတော့ပြမယ်ပေါင်း break ထိုးတယ်လို့ခေါ်တယ်ပေါ့ဒီမှာကျပေါင်း break ထိုးလိုက်အချိုင်းကွက်တွေဖြစ်သွားပါတော့ဒါတွေဒါတွေအချိုင်းကွက်တွေဖြစ်သွားဒါစားလိုက်လို့ရတယ်ဗျစားဗျာ อ่าจะกินกูดีกว่าลุยอะไรอ่าไอ้ขนาดจะทานให้เช่าเอ่อเช่ากว่าจะเปลี่ยนเช่าไหมบ้างเนาะอ่าไม่ชอบเรียนในทัศน์อะไรไหมเปล่าไม่ชอบทัศน์วิโยไม่กูต้องเช่าไหม က်ပေါ်နေများတော့များတယ်ဗောနော်ပေါ်နေများတယ်ခါတော့ခတ်နေသေးရဲ့ဗောနိုင်ဘူးကဒီဘက်မှာဒီဘက်မှာပေါ်မှာကျတော့ဒီက2 1ဒါစားလိုက်ပြ 那这啥来着呀？โอเคขนาดนั้นเนี่ยดีเลยค่ะเด้อ trả lời này ngoài ok này ngoài <laughs> uh, ờ, này ngoài đi về à cho nó biết mà bọn nó đi về à cho nên nên xem ngay phía ừ, đó ấy nó <laughs> come back ဟုတ်တယ်ဒီကအဓိကသူမားရလို့ပဲကျွန်တော်မြင်နေပါတော့ဒီမှာကျွန်တော်ပြရမယ်အဲ့မှာအဲ့မှာတွေ့ရဒါဒီတိတူကောင်းတယ်ဗျာအဲကျွန်တော်ဒီမှာကျွန်တော်ကဒီမှာကာလို့လည်းမကောင်းဘူးပေါ့နော်။ဘာကြောင့်ကာလိုက်တဲ့စဉ်ကျွန်တော်ထပ်ပြီးတော့ pressure တွေရောက်လာမှဒီမှာ rope knot တကောင်မှထလာလို့စဉ်အဲ့ဒါတိုင်တိုင်ကြီးပတ်တယ်ပေါ့မော်။အဲ့ဒါကျွန်တော်မကာတာ။မကာဘဲနဲ့ပြီးတော့လေ။ဒီမှာကျွန်တော်ဘာထလုပ်လဲဆိုတော့ pressure ထလာ။ဒါလည်းကောင်းတာပဲသူရှိခွက်က။အဲ့မှာလေကျွန်တော်တွေးမိတာကဘာတွေးမိလဲဆိုတော့ Quincy 7ရှိလိုက်တယ်ပေါ့နော်အာဒီမှာ Quincy 7 Queen F5 chat အခုနကြာဒီမှာပါတွေးလိုက်တာ night နဲ့ကလွတ်လည်းမကောင်းဘူးပေါ့နော်ဒီဟာဒီဟာလေးလည်းကျွန်တော်အစင်းတော့စဉ်းစားလိုက်တယ်ဒါစဉ်းစားတော့ကျွန်တော်ဘာတွေးလိုက်လဲဆိုတော့အဓိကကကာလိုက်တယ်ပေါ့နော်ကာကာပြီးတော့ရစ်ကိုလည်းချိန်မယ်ဆိုပြီးတော့ခုနတွေးတော့တွေးလိုက်သေးတယ် ဒါလည်း तू อ่ะဒါစားလို့ရတယ်ဗျာဒါစားမယ်တော်ပြန်စားပေါ့ပုံနဲ့ပြန်စားပေါ့ဒီအနေထားကကျွန်တော်ရှုံးမှာပဲဗျာတကယ်တော့တကယ်တော့ rook ပြန်ဆင်းထားဗျာ rook ပြန်ဆင်းထားလို့ရပြီ rook နှစ်ကောင်ထက်အဲ pressure ကြီးကတော်တော်ပြီးမှ e fine ကနေပြိနေမယ်အာပြီးတော့ king ကလည်း safe မဖြစ်ဘူးပေါ့နော်ဒါကျွန်တော်နေနေပေါ့အဲဒီကောင်လည်းနေနေပြီးတော့ဒီမှာကထက်ပြီးတော့အဲကျွန်တော် queen c7 သွားတယ်အဲ့မှာ queen နဲ့ချက်တယ်အဲ့မှာခုနက အာ rookness စားရပါတော့နော်။ bishopness စားတာကိုကျွန်တော်တွက်ကြည့်သေးရတွက်တွက်လိုက်ပါတော့နော်။ bishopness စားမယ်ဆိုရင်ဒါပြန်စားလို့စင်တော့ဟိုကကျွန်တော် rook ကိုစားမယ်ဆိုလို့ရှင်ကြတော့အာဘာလို့လုပ်ရလဲဆိုရင် rook ကိုစားရဆိုရင် rook ကိုစားလဲဒါပြန်စားဒါစားဒါစားချက်ကင်းကမယ်။အဲ့နာမှာ na e5 တွေပါလိုက်လာတာမျိုးဆိုရင်လည်းအဲဆိုတော့မဆိုဘူးပေါ့။ ဒါလည်းမတည်လို့ဆိုရင် तू ကပြန်ရှုံးမှာအဲဒီနားလေးမှာနည်းနည်းလေးဒီနားမှာကျွန်တော်တွေးမိတာတစ်ခုကဘာတွေးမိလဲဆိုတော့အာဒီကောင်လေးလည်းမစိုးလို့မြင်တယ်ကျွန်တော် queen d5 တွေပါတယ်ဒါလေးလည်းကျွန်တော်တွေးမိတယ်အခုတော့အဖြေကနေပြီးတော့အဲ root ကိုလည်းချိန်ထားမယ်ဗျာအာပြီးရင်ဒီမှာ bishop ထွက်လာ bishop ထွက်ပြီးမောင်းမယ်ဆိုရင်အဲကျွန်တော် queen r5 ကအဲ့တော့မှလာချက်ပေါ့အဲအဲ့လိုမျိုးလေးကျွန်တော်တွေးလိုက်သေးတယ်အဲဒီလိုမျိုးလာမလားပေါ့ queen r5 ကချက်ပေါ့အဲ့ခါကျတော့ဆိုရင်ကျွန်တော်တို့ကတော့ အဲမကောင်းဘူးပေါ့နော်ဒါသွားမယ်ဆိုတော့ဒါဒါပဲကာမှာဒါမှကာလို့ဆိုရင်လည်းကင်းပြေးမယ်ဆိုရင်လည်းပဲသူကဘာထပ်လုပ်မှာဆိုရင်ဒီမှာကအဲထဒါထပ်လာပေါ့ဗျာညထပ်လာပြီအောက်ကမိတ်တင်လုပ်မယ်ပေါ့ဒီကနေလာမယ်ပေါ့ဒါဆိုတော့မကောင်းဘူးသူပဲဖုတ်တာကြည့်ရအားရချက်ပဲဖုတ်တာမဟုတ်အဖုတ်ခံနေရတာဘာလို့ပြောနေရတာ အဖုတ်ခံနေရတယ်ကံကောင်းလို့နိုင်ရောလားဒီမှာတော့မကောင်းလေတော့ stretcher ကြီးကအဲဒီမှာအဲ့မှာအဲ့မှာတော့နားမလဲတာဒီမှာစားတယ်ချက်တယ်ဗျာချက်တယ်ဒီမှာလာတယ်အဲ့မှာတော့ night e1 ကြီးဘာလို့သွားရလဲပေါ့ဘာလို့ night e1 တော့ရတယ် night e1 သွားစရာမလိုဘူးလို့ထင်တာပဲမလိုဘူးလေဒီကောင်ကြီးကမလို night e1 ကြီးကအမှားကြီးအဲ့မှာ night e1 မှာ queen of 7သွားလိုက်တဲ့အခါကျတော့အဲ queen ကမဖြစ်မနေလဲလိုက် queen လဲလိုက်ပြီဆိုတော့သူက9ဆံမရှိတော့ ဒီနေထသူ့မှာနိုင်ကြရှိရဆိုတော့သူကတိုက်စစ်ကိုမြင့်ရမယ်ဗျာသူကနေနေရသူကအကောင်ကစားကောင် material နေနေရ material နေနေရဖြစ်တဲ့ကြောင့်မှသူက rook တွေပါတွေခေါ်တာပို့ပြီးတဘာဝကြတယ်ဒီကနေပြီးတော့အချက်မိတ်လုပ်မယ်ပေါ့ idea အဲ့လိုမျိုးလုပ်တာပို့ပြီးတော့တဘာဝကြတယ်เออถ้าဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့လို့ရကျွန်တော်ဒါလည်းကျွန်တော် queen of 7မှာသွားအောင်ပါပဲ queen of 7သွားလို့ရလားဒီမှာတော့ဒီ checkmate ကိုကယ်ဖို့တော့ဗျာအာ rook line ဖွင့်မယ်ဆိုရင်တော့ဖွင့်လို့တော့ရတယ် ဘက်ရှော့ D7 တွေပါကြောက်လဲမကောင်းတော့မြင်တယ်။ဘာကြောင့်ဘက်ရှော့ D7 သွားလာလို့ဆိုရင်ဘက်ရှော့ A80 ပါဒါပြတဲ့ချက်မိတ်ဒီပါတရတ်တုတ်လို့ရတယ်။အဲဒါလည်းမကောင်း။ဘက်ရှော့ D7 မကောင်းဘူးပေါ့။ဘက်ရှော့ B7 သွားမယ်ဆိုရင်လည်းဘက်ရှော့ B7 ကြောက်လဲကစားကောင်တွေကနေရာကြီးကမမိုက်တလို့ပဲ။အဲ့ခါကျရင် Queen E6 ချက်တွေပါပြန်ပေးရမှာ။ Queen E6 ချက်ရှိမယ်။ဒါမှမဟုတ် Knight E5 တွေပါထားလိုက်တာမျိုးတွေပါပေါ့။အဲဒါမျိုးတွေတည်းရှိရဲ့။မကောင်းဘူးပေါ့ဗျာ။ဒါမျိုးမှမပါဝယ်လိုက်ပါတော့တဲ့။ ကျွန်တော်တက်ဘူးတပွဲကတုံးလို့ရတယ်ဒီဘွဲကတုံးလို့ရဒီဘွဲကကျွန်တော် game review တုံးလို့ရတပွဲမတုံးထားဘူးတပွဲကမတုံးထားဘူး diamond member ကမဟုတ်ဘူးကျွန်တော်ဝေတယ်ဝေလို့မရတာကျွန်တော်အဲ့ဝေလို့မရတဲ့အကြောင်းကိုအရှိက live တွေမှာကျွန်တော်ပြောပြထားတယ်ဟုတ်ပါကဟုတ်ပဲ brilliant move နောက်ခုတော့ပါ ကျွန်တော်ပြမယ်ကျွန်တော်ပြမယ်ကျွန်တော်ဒီကမတုံးပါကျွန်တော်ကျွန်တော်အရင်ဟိုပါဖြစ်မှကျွန်တော်ဒီကောင်ကတုံးတာဗောနော်ဒီနေ့တော့ကျွန်တော် live stream လေးမှာတုံးပေးလိုက်ပြီအဲ့ဒါ night before အမားကြီးဗောနော်ဒါ night before တော့အမားကြီးတို့တော့ပြအဲ့တော့ best shot e7 တွေပါပြန်လာခိုင်းတယ်ဗောခဏလေးကျွန်တော်ပြမယ် ပြပဲဒီ night before ကတော့တော်မယ် engine ကတော့မကြိုက်ဘူးလို့ပြောထားတယ်ပေါ့နော် engine ကတော့ night before မကြိုက်ဘူးပေါ့ဒါကကျွန်တော်တော့လူအတွေးပေါ့ဗျာတော်တော့ engine အတွေးပေါ့ b5 တက်တယ်တော်တော့ဒီမှာ queen b6 တွေပါလေဒါကျွန်တော် queen b6 ဆိုတော့ဆိုရင်သူကအဲ night e4 လာလာ night e4 လာတော့မရသေးဘူးเนาะ f2 ကျန်နေဆိုတော့ b5 မှာ knight d5 ဒီ knight d5 brilliant move ပေါ့နော်ဒီကောင်းကောင်းနေတဲ့အဲ့မှာ e6 တက်တာကြီးကသူ့အတွက်မကောင်းဘူးတဲ့ အာကြအဲ့မှာကြတာကျွန်တော်ပြတာစားလိုက်တဲ့အချိန်မှာနှိမ်သွားကြတာတော့သူကအင်ဂျင်ကမစားခိုင်းတော့ဘူးအင်ဂျင်ကမစားခိုင်းမင်းနဲ့သူက NF စပဲခုံခိုင်းတာ NF စခုံလိုက်လို့ဆိုရင်ကျွန်တော်အမေကနေတာတယ်ပေါ့ဗျာပြောမယ်ဆိုလို့ဆိုရင်အချက်လို့ဆိုရင်လည်းပြန်စားပေါ့အမတရားချက်မယ်ဆိုရင်ဒါစားလို့ရတယ်ကင်းနဲ့စားမယ်ထင်တယ်အချက်ရတဲ့ကိန်းနဲ့စားဒါဆိုရင်ကျွန်တော်အမေရတားတယ်ပေါ့ तू ကအင်ဂျင်ကပြထားတာ तू ကတော့ဒီမှာမစားခိုင်းစားလိုက်တဲ့ချိန်မှာအဲ့မှာကြည့်တဲ့အင်ဂျင်ဘာကြီးကဟိုးအောက်ကိုရောက်သွား ဖိုးတော့ကြော်ကြော်ဖြစ်တာအဲ့ဒါအဲ့ဒီနေတာရှုံးနေပေါ့နော်အဲ့ root e set ချက်တယ်ဒီမှာထပ်လာတယ်ဘက်ချက် g5 လာဒီမှာပြန်ပြီးတော့ equal ပြန်ဖြစ်သွားတော့ဒီမှာထပ်ပြီးတော့အာ like ကမှာပေါ့နော် queen d5 ကျွန်တော်ပြောတယ်ခုနပြောတယ်လား queen d5 queen d5 ကိုစားရမယ်ဆိုတော့ queen d5 စားတဲ့အခါကျဒါ threat ရှိရယ်ပင်ဒါရှိရယ်အဲ့အဲ့ဒါတွေရှိရယ်ပေါ့အဲ queen c7 ကလည်းမှားတယ်တဲ့အဲ့မှာ queen f5 ချက်အနောက်ရပ်စိတ်ကကားမှာပဲထပ်ပြီးတော့ အဲ့မှာ naive one တက်လာအဲ့မှာဘာကြီးကအောက်ကိုဆင်းသွားတယ်လာကျွန်တော်ပြောအဲ့ naive one အမှားကြီးလို့ပြောတယ်အဲ့ရကျွန်တော်ပြောတာ naive one အမှားကြီး naive one စဉ်းစားကြည့်ပြောကျွန်တော်ဒီမှာတော့ကိုကပြတိုက်စစ်ဆင်တယ်တိုက်စစ်ဆင်တဲ့အချိန်မှာ naive one ဆိုတဲ့ဟာကြီးကလုံးဝအတိပ္ပယ်မရှိဟိုဘယ်လိုလုပ်တာလဲဆိုတော့ဗျာတိုက်စစ်ကိုမခေါ်လာဘဲနဲ့သူကပြန်ပြီးတော့များကြောက်သွားလားမသိ night ကိုလှည့်တော့လဲဘာမှမရအလှည့်တွေအများကြီးပေးအောင်ဆင်အဲ့ဒါတချုံနေလေ ဟုတ်လားမလားအဲ့ကျတော့ဒီမှာ9 e1 သွားတဲ့အချိန်မှာ queen of 7 great move ပဲအဲ queen of 7လဲလဲရတယ်ပေါ့နော်အဲဘာလို့ဆိုတော့ကျွန်တော်အဲ့ဘက်မှာကျွန်တော်ရဲ့ဟိုဟာပြောင်းလို့ရမှာပေါ့လဲရတယ်ဘီရှော့ပြန်ပြီးတော့လာခိုင်းတယ်ပေါ့နော်ဘီရှော့5လာတယ်ဒါကတော့ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲကစားရတာပေါ့နော်ကစားကောင်တွေလဲပြီးကစားပြီးအနိုင်ထိုးမယ်ဆိုတော့ idea ပဲပေါ့ဒီမှာတော့ဒါကတော့ဒီ angle ကတော့နိုင်ွားကြီးပေါ့နော်ကျွန်တော်ပြောလို့ပဲတကောင်သားတယ်ပေါ့တကောင်သားလာဖြစ်တဲ့အတွက်ကြောင့်ဟုတ်တာပါပဲ 来吧，宝贝。